ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ28ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ကျင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ကြဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ထိုင်းနိုင်ငံချွန်ဘူရီမှာမြန်မာနိုင်ငံသား10ဦးအပါအဝင်နိုင်ငံခြားသား15ဦးကိုကြီတောင်များနဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းနိုင်ငံချွန်ဘူရီမှာမြန်မာနိုင်ငံသား10ဦးအပါအဝင် နိုင်ငံခြားသော15ဦးကိုကြည်တော့များနဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်း Corset English ကသတင်းဖော်ပြပါတယ်။ယနေ့နေ့နောက်ပိုင်းထိုင်းနိုင်ငံရဲ့လူကုန်ကူးမှုတားဆီးနေနေရေးဌာန ACTPD မှရေးတက်ဖွဲ့ဝင်များနဲ့အလုံတမအဦးစီးဌာနတို့ကချင်းပိုရေအတွင်းမှာရှိတဲ့စစ်ရုံများကိုဝင်ရောက်စစ်ဆီးမှုများလှုပ်ဆောင်ခဲ့ရမှာမြန်မာနိုင်ငံသား10ဦးနဲ့တရုတ်နိုင်ငံသား9ဦးစုစုပေါင်းနိုင်ငံခြားသား15ဦးတို့ကိုကြည်စံခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဖမ်းဆီးရရှိသူများမှာ တရားဝင်နေထိုင်ခွင့်တည်တည်ကံစာရွက်စာတမ်းမရှိကြဘဲထွက်ပြေးရန်ကြိုးစားသူများလည်းရှိကြောင်းအဆိုပါနိုင်ငံသား15ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီးချွန်ဘူရီခရိုင်ပန်ပောင်ရေစကန်ကိုပို့ဆောင်စစ်ဆေးနေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အောင်စရစစ်ကြောမှစစ်ကောင်စီတပ်သား2ဦးတော်လန်ရေးတပ်ဖွဲ့များထံကိုပူးပေါင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကရင်ပြည်နယ်ကော့ကရိတ်နယ်မြဝတီမြို့နယ်ကြားမှာရှိတဲ့အာရှလမ်းပိုင်းမှာရောက်ရှိနေတဲ့အောင်စရစစ်ကြောမှစစ်ကောင်စီတပ်သား2ဦးဟာ လာရောက်ပူးပေါင်းခဲ့ကြောင်း Lion Battalion Commando စစ်ကြောင်းရုံးကဂျမန်နီဇွန်လ29ရက်နေ့ကရုတ်တံဖိုင်နယ်သတင်းထုတ်ပြန်ထားပါတယ်။လက်နက်ချပူးပေါင်းလာသူ2ဦးမှာတက်မလေးလေးနဲ့တက်မငငါပူးပေါင်းထားတဲ့အောင်စရစစ်ကြောင်းကိုရောက်လာတီမှာ2လခန့်သာရှိသေးပြီးတောင်ပိုင်းတိုင်းတက်မဟာ6တက်မဟာလုံခြုံရေးစစ်ကြောင်းနဲ့စစ်ကြောင်းမှုဘူအေစီဝေါနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနဲ့ပူးပေါင်းထားတဲ့ရွှေနန်းတောင်စစ်စင်ရေးကိုလာရောက်ပူးပေါင်းခြင်းဖြစ်တယ်လို့သိရှိရပါတယ်။စစ်ကောင်စီတပ်သား2ဦးရဲ့ပြောကြားချက်အရ လက်ရှိမှာအောင်စရစစ်ကြောင်းမှအင်အားတချို့ကိုကျုံတို့မြို့ဘက်ကိုပြန်ဆင်း၍ကိုးတိုင်ခုနှစ်တိုင်စတဲ့ရွာရီဘက်ကိုထိုးစစ်ဆင်ခိုင်းထားကြောင်းလိုင်းယွန်းဘက်တလီယံကွန်မန်ဒိုစစ်ကြောင်းရုံးကထုတ်ပြန်ထားတဲ့ရုပ်သံဖိုင်မှာပြောကြားချက်အရသိရှိရပါတယ်။မတရားခိုင်းစေတဲ့အလုပ်မျိုးတွေပေါ့တပည့်သားသမီးတွေဖျားနာနေလဲစီကောင်းကောင်းမုံမုံမကုပေးဘူးစီတက်သားတွေချမပေးဘူးတပည့်တွေဖျားနာနေလဲလုံမလားမလုံဘူးလားအဲ့ဒီလိုပဲမေးမေးပြီးတော့ခိုင်းတာပေါ့မလုံချင်တဲ့အလုပ်လဲလုံပေါ့လို့ လက်နက်ချပူးပေါင်းလာတဲ့စစ်ကောင်စီတပ်သားတအုပ်က၎င်းထွက်ပြေးလာရခြင်းအကြောင်းအရင်းကိုရုတ်တံဖိုင်ပင်းမှပြောပြထားပါတယ်။ဒါအပြင်အောင်စရာစစ်ကြောင်းမှမြေပြင်တပ်မိုးများအနေနဲ့လည်းအထက်ရာရှိများရဲ့မတရားစီခိုင်းမှုများကိုမရှောင်ဖယ်နိုင်ဘဲလှုပ်ဆောင်နေကြရကြောင်းဆိုပါတယ်။မြေပြင်တပ်မိုးတွေကလည်းမလုချင်းလုချင်းနဲ့လုပ်နေရတယ်။အထက်ကပေးတဲ့ဟာအမိန့်တွေကမတရားများတယ်၊မနိုင်ဝန်လိုဖြစ်တယ်၊လှုပ်လို့မရတာကိုလှုပ်ခိုင်းတယ်၊တိုးလို့မရတာကိုတိုးခိုင်းတယ်လို့ အောင်စရစစ်ကြောင်းရဲ့မြေပြင်အခြေအနေကိုအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားကပြောဆိုပါတယ်။လက်ရှိအောင်စရစစ်ကြောင်းမှတဆင့်၎င်းတို့ထံကိုလက်နက်ချပူးပေါင်းလာသူ15ဦးထပ်မင်းရှိနေပြီဖြစ်ကြောင်းတောင်ပိုင်းတိုင်းတပ်မဟာ6တပ်မဟာလုံခြုံရေးစစ်ကြောင်းနဲ့စစ်ကြောင်းမှုဘိုးအေစီဝါကရုတ်တံဖိုင်မှာပြောထားပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်မှစစ်မှုထမ်းနေရပေမဲ့လက်နက်ချတော်လန်လိုတဲ့စစ်ကောင်စီတပ်သားများကိုနှွေးတွေးစွာကြိုဆိုလျက်ရှိပါကြောင်း Lion Battalion Commando စစ်ကြောင်းရုံးကတရင်ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့အာရှလမ်းကိုအပြည့်အဝပြန်လည်ဆွေးနွေးနိုင်ရင်လက်လွတ်ထားရတဲ့တင်ငဲညီနောင်မျိုးတင်မှာရှိတဲ့တင်ငဲညီနောင်ဘီဝါအပါအဝင်ချင်းမြန်တက်ရင်များတင်ငဲညီနောင်ရေစကန်းကိုပြန်လည်ထင်းချုံနိုင်ရအတွက်ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလအတွင်းကစ၍အောင်စီရစစ်စင်ရေးကိုစတင်ခဲ့ပြီးဒိုးစစ်စင်နေပေမဲ့လည်းချိဆက်တိုးနိုင်ခြင်းမရှိသေးဘဲနေ့စဉ်နဲ့အမျှတော်လရင်အင်အားစုများရဲ့တိုက်ခိုက်ခြင်းကိုခံနေရပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ ထိုင်းဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ဖို့ထောင်ထဲချီဆန္ဒပြခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာဘန်ကောက်မြို့မှာရှိတဲ့ Victory Monument မှာထောင်ထဲချီအစိုးရစင့်ကျင်ဆန္ဒပြသူတွေကထိုင်းဝန်ကြီးချုပ်ပေတွန်တန်ရှင်နာဝက်ရာထူးကနေနှုတ်ထွက်ပေးဖို့ဇွန်လ28ရက်နေ့မှာတောင်းဆိုခဲ့ကြပါတယ်တတမန်ရင်းရဖုန်းခေါ်ဆွမှုအသံဖိုင်တစ်ခုပေါက်ကြားခဲ့ပြီးနော်ဝန်ကြီးချုပ်ပေတွန်တန်ရဲ့ခေါင်းဆောင်မှုအပေါ်ကိုပြည်သူလူထုရဲ့ဒေါသကိုစွာပေးလိုက်တယ်လို့ဖြစ်တာကြောင့်ရာထူးကနေနှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြတာပါ ပေါ်ကြားခဲ့တဲ့ဖုန်းခေါ်ဆိုမှုဟာနှစ်နိုင်ငံနယ်ခြားပဋိပက္ခကိုဖြည့်ရှင်းဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖုန်းခေါ်ဆိုမှုအတွင်းမှာပေတုံတန်ကကမ်ဘောဒီးယားဝါရင်နိုင်ငံရေးသမားကိုဦးလေးလို့ခေါ်ခဲ့တယ်လို့ထိုင်းစစ်တပ်အကြီးအကဲတဦးကသူမရဲ့ပြိုင်ဘက်အဖြစ်ရည်ညွှန်းခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဆရာလာဆိုးဝင်ရဲ့မင်းအွန်လိုင်းဤရွေးကောက်ပွဲအားကုလမရည်စရာကောင်းဟုပြောဆိုခဲ့ကြောင်းသတင်းဆောင်ပါလေးကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။မင်းအွန်လိုင်းဟာ၎င်းရဲ့ရွေးကောက်ပွဲကိုလုံးမဲ့တကယ်ကလေးတန်ပြစ်လာပြီး ြည်တွင်းပြည်ပမှာပြင်းထန်တဲ့ဝေဖန်ရှုတ်ချမှုများထွက်ပေါ်လာချိန်မှာတရုတ်ရုရှားအိန္ဒိယထိုင်းကိုယ်စားလှယ်များရှေ့မှာမှာငင်းချင်းရေးဖိုရန်ဆိုကတခန့်တနာခေါ်ယူခြင်းပလာခဲ့ပါတယ်။တရုတ်အထူးတန်ကြီးတင်းရွှီကျွင်းတဲ့အတူတက်ရောက်လာသူများကလည်းအပြစ်ခက်ရစေးကြီးလက်မှတ်ထိုးထားကြတဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့များနဲ့အပြစ်ခက်ရစေးကြီးလက်မှတ်ထိုးထားခြင်းမရှိပေမဲ့လည်း၎င်းတို့နဲ့တနက်တစ်ချက်မှဖောက်ဖူးခြင်းမရှိတဲ့ဝ NDAA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီများ၎င်းတို့လက်အောက်ခံအရက်ဖတ်အဖွဲ့အစည်းများသာပါဝင်နေတဲ့ငင်းချမ်းရေးဆွေးနွေးပွဲမျိုးဖြစ်နေပါတယ်။လာမယ့်ရွေးကောက်ပွဲအောင်မြင်ရေးဟာနိုင်ငံတည်ငြိမ်ရေးနဲ့ငင်းချမ်းရေးရရှိလာရေးအပေါ်မှာတည်မီနေတဲ့အတွက်အလုံးလက်နဲ့စွန့်ပြီးရွေးကောက်ပွဲဝင်ကြဖို့အောင်းနိုင်နေသူပမာပြောဆိုနေပြန်ပါတယ်။သို့သောရွေးကောက်ပွဲမှာအနိုင်ရသူကိုအာဏာလွှဲပြီး၎င်းတို့စစ်တမ်းရပြန်မယ်ဆိုတာနဲ့ပတ်သက်ပြီးတော့စကားတလုံးမှမဟုတ်ပါဘူး။ မြေသူပဲအနိုင်ရစေကမူ2008ဖွဲ့စည်းပုံနဲ့၎င်းတို့လက်အောက်မှာသာယက်တီရမယ်လို့ဆိုလိုနေခြင်းဖြစ်ပါတယ်။ကြာတာပရိနေမှာ foreign တက်ရောက်သူများကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစီးဝါရိုက်ဖို့တကားပိတ်စီဝေးကြတယ်လို့အေယာဝတီတင်းကဆိုပါတယ်။မင်း online နဲ့အဖွဲ့ကရုပ်သေးများကိုပွဲထုတ်ပြီးတခိုးကလူဟစ်တဲ့ညီချင်းရေးစကားတွင်တွင်ဟစ်ကြွေးလာခြင်းသာဖြစ်ပါတယ်။မင်း online နဲ့စစ်အုပ်စုဟာဘေကျင်းရေးပြည့်တဲ့ဇညွန်းအတိုင်းကပြအတုံးတော်ခံရပေမဲ့လည်း၎င်းတို့ရဲ့ရွေးကောက်ပွဲဟာ လူကြီးစရာကြီးဖြစ်နေတာကိုကောင်းစွာသိထားပြီလည်းဖြစ်ပါတယ်။ယခုအချိန်ဒီလဲရွေးကောက်ပွဲရက်ကိုအတိအကျမတတ်မှတ်နိုင်သေးသည်တာမကနိုင်ငံရေးပါတီများအတွက်မဲဆွယ်ကာလပင်တတ်မှတ်နိုင်ခြင်းမရှိသေးပါဘူး။တကယ်တမ်းမှာတော့နိုင်ငံရေးပါတီများကမဲဆွယ်စရာလည်းမလိုလားပါဘူး။ထွက်ပေါ်လာတဲ့ရလက်က၎င်းတို့လက်ထဲမှာရှိနေပြီးဖြစ်တဲ့အတွက်စိတ်တော်သည့်ဘောင်းတော်ညိတ်လုံနိုင်ဆုံးဟုယူဆခံရသူများသာလွတ်တော်တဲကိုဝင်ကွင်းပေးမိတာဖြစ်ပါတယ်။မင်းအောင်လိုင်းရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကုလလူအခွင့်ရေးတာဝန်ခံ Tom Andrewma ဂျနီဗာမှာဗုဒ္ဓဟူးနေ့ကတရင်တောက်များကိုစစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာပြည်ပမှာအတိမတ်ပြုခံရရေးတသက်ပြုလုပ်မဲ့ရွေးကောက်ပွဲမျိုးဖြစ်တဲ့အတွက်လိမ့်လည်လှည့်ပြားနေခြင်းသာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်စစ်တပ်အုပ်ချုပ်မှုအောက်မှာဒီမိုကရေစီရွေးကောက်ပွဲလုပ်မည်ဆိုသည်ကပင်ရည်စရာကောင်းနေရတယ်လို့ဆိုခဲ့ပါတယ်အတိုက်ခံလို့သူ2000ခန့်ဖန်စီနှိပ်စက်အကျဉ်းချထားပြီးအမှန်ကိုအမှန်အတိုင်းတည်င်းရေးသားအစီရင်ခံခြင်း ၎င်းတို့အားဝေဖန်ပြောဆိုမှုများကိုပင်တရားမဝင်ဟုသတ်မှတ်ထားသူများကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲမျိုးဟုလည်းမှတ်ချက်ချသွားခဲ့ပါတယ်။ယခုအချိန်ထိတရင်သမားအနည်းဆုံး60ခန့်ဟာအကျဉ်းထောင်ထဲမှာရှိနေစေဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်အတွက်မွေးနေ့ဆူတောင် Facebook ပေါ်မှာရေးသားခဲ့တဲ့အမျိုးသမီးတဦးကိုဖမ်းဆီးခဲ့မှုအားနမူနာအဖြစ်ထုတ်ပြသွားခဲ့ပါတယ်။မင်းအွန်လိုင်းကိုယ်တိုင်ပင်နိုင်ငံတကာမှနာမည်ပြည့်စရင်သွင်းကပိတ်ဆို့တံခတ်ခံရရတဲ့အပြင်နိုင်ငံတကာရာဇဝတ်ဆိုင်ရာတရားရုံးရဲ့ရှေ့နေချုပ်က ၎င်းကျူးလွန်ထားတဲ့ပြည်မှုများအတွက်ဖန်ဝရန်ထုတ်ပေးရန်ရုံးတော်ကိုတင်ပြတောင်းဆိုထားပြီးဖြစ်ပါတယ်။မဲအွန်လိုင်းမှဘယ်လာရုစ်မှာအနောက်တိုင်းရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုယခင်ဂရန်ဖီနက်စတမ်ဟူစိန်တို့ရဲ့ကိုယ်စားလှယ်များပြောဆိုတဲ့လေးတန်းအတိုင်းတသွေမတိန်ပြောဆိုရှုတ်ချနေချိန်မှာ၎င်းရှိရာနဲ့မဝေးကွာလာတဲ့ဂျင်နီဖာမှာတော့ကုလလူခွင့်ရေမဟာမင်းကြီးဗော်ကာတက်ကနိုင်ငံတွင်းဖြစ်ပျက်နေမှုများနဲ့၎င်းရဲ့လုပ်ရက်များကိုကျင်းပစေညီလာခံမှာအကြေတဝင့်တင်ပြပြောဆိုသွားခဲ့ပါတယ်။ မြန်မာပြည်သူများရဲ့ခံနိုင်ရည်စွမ်းအားနဲ့တက်တီကိုလည်းရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။၎င်းတို့အားတာဝန်ခံမှုနဲ့တရားဥပဒေနဲ့အညီအရေးယူနိုင်ရည်ဟာငြိမ်းချမ်းသာယာပြီးအားလုံးပါဝင်နိုင်တဲ့အနာဂတ်မြန်မာနိုင်ငံပေါ်ထွန်းရေးအတွက်လွန်စွာအရေးကြီးကြောင်းလည်းထည့်သွင်းပြောဆိုသွားပါတယ်။လုံခြုံရေးကောင်စီကိုလည်း၎င်းတို့အမှုတွဲကိုနိုင်ငံတကာရာဇဝတ်တရားရုံးကိုလွှဲပြောင်းပေးရန်လည်းတိုက်တွန်းသွားပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းမှအတူပိဆိုင်ရာနှစ်ပတ်လည်ညီလာခံမှာ မြန်မာပြည်တွင်စစ်အုပ်စုလက်ချက်နဲ့တည်ဆုံသူစုစုပေါင်း6800ကျော်သွားပြီဖြစ်တဲ့အတွက် R2P ရဲ့မြင့်မြတ်သောတာဝန်ခံချက်များကိုလိုက်နာအကောင့်ထဲပေါ်ပေးရန်နယူးယောက်မှာရှိတဲ့ကုလသမဂ္ဂအထွေထွေညီလာခံဆင်မြင့်မှနေ၍တောင်းဆိုသွားခဲ့ပါတယ်။ပုံမှန်၎င်းတို့ညီချင်းရေး foreign ကျင်းပရာနေပြည်တော်မှာမိုင်၂50ကျော်အကွာမှာရှိတဲ့ကြောင်မဲမြို့ကိုအင်ကာနီကပေါင်900ဘုံးနဲ့ကြီးချတိုက်ခိုက်ခံရပြီးမြင်ကွင်းကိုတွေ့နိုင်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လင်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆိုးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ